တရားဆိုတာဒီဆောင်အောင်နာဖို့ရည်ကြီးပါတယ်ညဇာပြားလည်းလည်းတော်ခါကာလတုန်းကညဇာပြားကြီးမျက်မှောက်မှာတောင်းမှအကြောင်းမကြီးမျိုးလို့ရှိရင်တရားဆိုတာကမရနိုင်ဘူးရောင်းညွှန်းမှရတယ်ဒီနေရာမှာတရားမရခြင်းရဲ့အကြောင်းကငါ့ခုရှိရယ်ဘာလဲလဲဆိုလို့ရှိရင်ကိရိယာပရိဟာနိနဲ့ပါပမိတ္တတာတဲ့ကိရိယာပရိဟာနိ ်ဤနဲ့ဘာဘမိတ်တာဒါဆိုတဲ့အကြောင်းတစ်ခုဟာတရားဥကိုမရနိုင်အောင်အန္တရာယ်ပြုတတ်တယ်နှောင့်ရှက်တတ်တယ်တစ်ချိန်လုံးကမြတ်စွာဘုရားဟာဗံဃာတော်ပြိဋ္ဌတ်တွေနဲ့တရင်ကုန်ပြီနေတော့ကန္တကာဆိုတဲ့ဘရဝိုင်းနဲ့သစ္စာဆိုတဲ့လူ့အကြောင်းတကားပြောရောက်လာကြတယ်အဲဒီတော့ရောက်လာတဲ့အခါမှာမြတ်စွာဘုရားရဲ့ ပါဝင်နေမှာရှိနေတဲ့တန်ဃာတော်တွေနေတဲ့ပြင်မှုနေတာကိုမြင်ရတော့ကံတရားဆိုတဲ့ပရပိုက်ဟာဘာဝနာအမြင်မကယသိဖြစ်ပေမဲ့သူ့မှာတရားတွေဖြစ်တယ်။ဘယ်လိုဖြစ်တယ်ဆိုတော့ဒီလောက်များတဲ့တန်ဃာတော်တွေထဲမှာတဘာမှလက်လှုပ်ခြင်းမရှိဘူးခြေလှုပ်ခြင်းမရှိဘူးစကားပြောခြင်းမရှိဘူးပြင်းနေပါသေးတယ်ညူစရာကောင်းပါသေးတယ်ဒါဟာ အမြဲတမ်းကောင်းတဲ့ဩဝါဒနဲ့ဆုံးပါတာလို့ရှင်းပါပဲလို့ဆင်ခြင်ပြီးတော့သူ့စိတ်ထဲမှာသဘောကျညီညွတ်သွားတယ်။ဒါကြောင့်ဘုရားမြတ်စွာဘုရားကအဲ့ဒီကြောင်ထုတ်ပေါ်ပြီးလျှောက်တယ်။ဒီလိုလျှောက်တော့မြတ်စွာဘုရားကကာဏကပရပိုင်းညွှောတာမှန်ပါတယ်။ငါဒီသားတွေကိုကောင်းသောဩဝါဒနဲ့ဆုံးပါထားပါတယ်။ဒီသံဃာတော်ဒီထဲမှာတချို့ကယဟန္တာတွေပဲတဲ့။ ဘုရားပြောကြတဲ့အတိုင်းတတိယအမြဲတင်နေတဲ့ပုဂ္ဂိုလ်တွေပေါ့လေဒီကျိုးကလည်းအနာဂါနေတဲ့တတိယလေးပုံသုံးပုံပြုဆောင်နေတဲ့ပုဂ္ဂိုလ်တွေပေါ့ဒီကျိုးကလည်းသရဂါနေတဲ့တတိယတဝက်လောက်ပြုဆောင်နေတဲ့ပုဂ္ဂိုလ်တွေပေါ့ဒီကျိုးကလည်းသောတာပန်နေတဲ့တတိယလေးပုံသုံးပုံပြုဆောင်နေတဲ့ပုဂ္ဂိုလ်တွေပေါ့ဒီကျိုးကလည်းပဲ မတိပ္ပံတရားတွေကိုပွားများအားထုတ်နေစေပုဂ္ဂိုလ်တွေပဲလို့မြတ်စွာဘုရားကဒီလိုမင်ကြားတော်မူပါတယ်။တတိပ္ပံတရားအားထုတ်နေတဲ့ပုဂ္ဂိုလ်မှာတတိကပြုစုံညီလို့မဆိုရသေးတော့လဲရှိတယ်တော့တော့ရှိနေပါတယ်။ဒါကြောင့်လက်ကိုခြင်းလို့ရှိရင်ကိုခြင်းတဲ့စိတ်ကလေးကစားပြီးကိုခြင်းတယ်ကိုခြင်းတယ်လို့ရှုပြီးတော့ကိုရဲ့ခံမှလည်းကိုရဲ့ကိုရဲ့လို့ရှုပြီးတော့ ကြီးကြီးချင်းကျွေးသွားတယ်မကြီးလည်းရုပ်တရက်ကျွေးမိဆမ်းမိတာရယ်လို့မကြီးဘူးဒါကြောင့်သူကအင်းကြီးသိကြနေတယ်ဒါကြောင့်ကျင်တဲ့အခါမှာလဲအကျိုးရှိမရှိသိညာလို့ရယ်အဲလိုမျိုးရင်လည်းပြောကျင်တဲ့စိတ်ကလေးကိုပြောကျင်တယ်ပြောကျင်တယ်လို့မှတ်နေရတယ်ဒါကြောင့်ပြောစရာအကြောင်းကမလုံတော့ရင်မပြောဖြစ်တော့မလို့တာလို့ပြောကြရင်လဲပြောတာလေးကိုမှတ်နေရတော့ စကားတွေကအဘိုးအမိုးတွေများများမဖြစ်ဘူးများများမပြောဖြစ်ဘူးဒါကြောင့်အင်းကြီးရနေပါလေညစာကြိုက်ဘဝဉာဏ်မှာရှိနေတဲ့ပုဂ္ဂိုလ်တွေမှာတချို့ကယဟနာတချို့ကအနာဂမ်တချို့ကသဒ္ဓါဂမ်တချို့ကသောတာပန်တချို့ကပရိသန္တရားပွားများနေတဲ့ပုဂ္ဂိုလ်တွေဖြစ်နေကြတယ်ကမ္မထာလွတ်လွတ်တဲ့ပုဂ္ဂိုလ်ရယ်လို့မရှိဘူးဒါကြောင့်သိပြီးသိမ့်မွေ့နေတယ်ဆိုတဲ့အကြောင်းကိုညစာကြိုက်ကမင်းရှိပါတယ် ဒီလိုမျိုးရှိတော့ပိတ္တဆိုတဲ့လူကြောင့်တရားကပြောက်ထားတယ်မြတ်စွာဘုရားတဲ့မြတ်စွာဘုရားလူတွေကိုချောင်းမအောင်ဆုံးလာတာအင်မတန်ကောင်းပါတယ်တဲ့အဲတိစ္ဆာတွေဟာမကောက်ကြည့်ဘူးချောင်းမတယ်တိစ္ဆာတွေဟာသူတို့လုံနေကြဟာကိုလုတ်တာပဲဒီနည်းဆုံးညင်တယ်ဆုံးကြလိုက်တာပဲညီငယ်ဆုံးညင်တယ်ဆုံးကြလိုက်တာပဲဘာရင်းညာတွေသူတို့မစင်စားဘူး ပြီးတော့လူလူတွေကိုလိမ့်ညာပြီးငါပဲလည်းလုပ်ပြီးငါပဲလည်းလုပ်မယ်လို့ဒီလိုကောက်ကျစ်တဲ့အကြံမရှိဘူးသူတို့မလုပ်ချင်ရင်သူတို့မကြိုက်ရင်ကိုယ်ကလုပ်တာပဲလူတွေကတော့ဒီလိုမဟုတ်ဘူးခင်ဗျာတဲ့လူတွေကကောက်ကျစ်တယ်ရှင်းမာတဲ့မျိုးမြက်ကွယ်မာတဲ့မျိုးနဲ့ရှင်းမာတော့ဖြင့်အကျိုးကိုလူလားတို့ရောင်းကြောင်းမေတ္တာရှိကြောင်းကြောင်း လုတ်တကြပါတယ်မြက်ွယ်ကြတော့ဒီလိုမဟုတ်ဘူးအကျိုးမဲ့တွေလုတ်တကြပါတယ်လူတွေဟာအင်မတန်ကောက်ကျစ်ပါတယ်အဲဒီလိုကောက်ကျစ်တဲ့သဘောရှိနေတဲ့လူတွေရဲ့စိတ်ဓာတ်တွေကိုဖြောင်းမအောင်မြတ်စွာဘုရားပြုမြင်ထားတာသိကောင်းတာပါပဲဘုရားလို့음လို့ပြောထားတယ်ဒါတော့တတိယလဲလိုချင်ရမယ်လို့ ဒီသတိဓာန်တရားကိုရံမှရံသာပွားများနေပါလေခင်ဗျာလို့သူကကြီးကျူပြီးတော့ပြောထားပြန်တယ်ဟုတ်တယ်သတိဓာန်တရားဟာစိတ်ဓာတ်ပြည့်ရင်းမှာအလွန်ကောင်းတဲ့တရားပဲလူတွေကောက်ကျင့်နေတယ်ဆိုတာဟာကိုယ်စိတ်ကောက်ကျင့်နေတာကိုမသိလို့ပါပဲကိုယ်စိတ်ကိုသိနေရင်ဘယ်မှာကောက်နေတော့မလဲကိုယ်စိတ်လေးကောက်ရင်ကောင်းမှန်းပြီးဖို့မကောက်ရင်လည်းမကောင်းမှန်းပြီးဖို့ ိဒါနုပါဒနာဟာအလွန်ကြီးကြီးပါလေသိဒါနုပါဒနာကောင်းမွန်ပြည့်စုံတဲ့ပုဂ္ဂိုလ်မှာဒီလိုကောက်ကျစ်တဲ့သဘောတွေဘာမှမဖြစ်နိုင်ဘူးသူစိတ်တွေဟာအားလုံးချောက်ဆင်းနေတယ်အလွန်ကောင်းနေပါဗျာသစ္စာကအဲဒီလိုလျှောက်ထားတော့မြတ်စွာဘုရားကပုဂ္ဂိုလ်လေးမျိုးဝေဘာမီဟောတော်မူတယ်ဒါပေမဲ့ပုဂ္ဂိုလ်လေးမျိုးဝေဘာမယ်လို့ ကောင်းစဉ်စင်ငါရှိသေးအဲ့ဒီပိသကပါကြောတယ်ဆိုတော့အရှင်ဖေဟာဒီလိုတော့မှကိစ္စတွေကများတယ်ဗျာဘာလို့ရဆုံးပြပါအောင်လို့မြတ်စွာဘုရားကိုကြောက်တယ်အဲ့လိုကြောက်တော့မြတ်စွာဘုရားကသူ့ကိုခါပိသမျိုးငါဟောတဲ့တရားဆောင်းအောင်လို့ပြောရမယ်နေနိုင်မှာမဟုတ်ဘူးအာနာလို့နေကြတဲ့စိတ်ကမပတပါနဲ့နားနေတော့သူ့မှာဘာမှအကျိုးရှိမှာမဟုတ်တော့ဘူးဒါကြောင့်မြတ်စွာဘုရားကလည်းသူ့ကို မတားနိုင်အဲတင်တော့အတိုင်းပဲဆိုပြီးတော့သုံးပြုလိုက်ရပါတယ်မေတ္တာပြန်သွားတော့မြတ်စွာဘုရားကမင်းရှိတယ်ခြေသားတို့ပိတ္တဟာဒညာရှိတယ်သူဟာငါငါဘုရားအခုဟောမဲ့ဒေသနာစတာရှိသေးထသွားလို့ဒီဒေသနာဆုံးအောင်နာလေးရလို့ရှိရင်သူဟာသောတာပန်ဖြစ်မယ်သောတာပတိမဲ့ရသောတာပတိဖို့ရသောတာပတိမဲ့ဖို့ရမယ် အကျိုးများပါမယ်လို့မိန့်တော်မူပါတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့တထာယထာမှာဖွင့်ပြထားပုံကတော့မြတ်စွာဘုရားကြီးမျက်မှောက်မှာတောင်းမှတရားရလိုက်တဲ့ပုဂ္ဂိုလ်ရင်းနဲ့တရားမရပဲဖြစ်နိုင်သေးသလားဆိုတဲ့အကြောင်းကိုမျိုးစုံထုတ်ပြီးတော့ဖြစ်နိုင်ပုံကိုဒီလိုဖွင့်ပြထားပါတယ်မေဘုံမြတ်ကြီးအကြောင်းကကိရိယာပရိဟာမိယပါပမိတ်တတာယ ဒါလည်းမသိရှိပါရဲ့ပြုရပြရနည်းဆိုတာကပြုရင်ပြုလိုက်တာရောပြည့်စုံအောင်မပြုခြင်းမပြုခြင်းတာတဲ့ပြုရင်ပြုလိုက်တာကလည်းပဲမျိုးရှိပါရဲ့ဟောတဲ့ပုဂ္ဂိုလ်ကပြုရင်ပြုလိုက်တယ်များပြည့်စုံအောင်မပြုရတာတမျိုးနားတဲ့ပုဂ္ဂိုလ်ကပြုရင်ပြုလိုက်တယ်များရောပြည့်စုံအောင်မပြုရတာတမျိုးဒီလိုမျိုးရှိပါရဲ့ဟောတဲ့ပုဂ္ဂိုလ်က မဖို့နေပါရမယ်လားတရားကိုပြည့်စုံအောင်မောလို့ဆိုလို့ရှိရင်ဟောတဲ့ဆရာရဲ့တာဝန်လိုနေတာတဲ့ဟုတ်တယ်ဟောတဲ့ပုဂ္ဂိုလ်ကမဖို့နေပါရမယ်လားတရားကိုပြည့်စုံအောင်မောလို့ရှိရင်တပည့်ကဘယ်နဲ့လုပ်ပြီးတော့အထုတာမလဲတချို့ကတရားအထုရှင်ကြပါလေဒါဝိမေတရားဝိမေဆရာကမရှိဘူးမြူပြေလာမြောက်မဲ့သူကမရှိဘူးဒါနဲ့တချို့လူတွေကအိုဘူးဒိဂုံဆရာကြတယ် ။တရားလည်းအမ်းထုတ်လို့ရဘူး။တရားရဖို့ဆိုတာတော့ဝေးရော။အဲဒါကြောင့်ဟောတဲ့ဆရာကလုံးနေလို့တရားမရတာလည်းရှိပါတယ်တဲ့။ဒါကတော့ဆရာတော်ဝန်ချုံရပါပဲ။အခုဘုန်းကြီးတော်ကတော့ဆရာတော်ဝန်ချုံရအောင်လို့အပြည့်အစုံဟောနေပါတယ်။တိုက်တွန်းနေပါတယ်။ဒါကြောင့်ဘုန်းကြီးတို့တော့ဆရာတော်ဝန်တွေကလူလျာမရှိပါဘူး။တချို့က ဘဒုဖြစ်တဲ့တရားနာပုဂ္ဂိုလ်တွေကတရားကိုဆုံးအောင်မနာဘူး။ဉာဏ်နာဉာဏ်တော့လဲကျင့်ပါဆိုတော့မကျင့်냐ဘူး။ကျင့်ဉာဏ်တော့လဲနည်းနည်းလောက်ပဲကျင့်တယ်ပြည့်စုံအောင်မကျင့်ဘူး။အားမထုတ်ဘူး။အဲဒီလိုပြည့်စုံအောင်မလုပ်တဲ့မကျင့်တဲ့အတွက်အဲဒီပုဂ္ဂိုလ်မှရသင်ရလိုက်တဲ့တရားကိုမရပဲဖြစ်သွားရပါလေ။အခုပြောနေတဲ့သစ္စာညစာပြမျက်မှောက်မှာပဲ။သူက တရားကိုဆုံးအောင်မလားလို့တရားဆုံးအောင်နာပြီးနှလုံးသွင်းလိုက်ရင်သောတာပန်ဖြစ်သွားနိုင်ပါရဲ့နဲ့အဲဒီကျိုးကိုမရပဲဖြစ်သွားကြပါလေ။ဒါကြောင့်ဘုညိုတဲ့တရားလဲဆုံးအောင်နာကြဖို့အဲဒါကလည်းအကြောင်းသူမရှိရင်ပေါ့လေ။ကျမာရီတို့ပြည်ပြင်ကိစ္စတို့မလိုမကင်းလာတာတွေရရှိနေရင်တော့လည်းမတတ်နိုင်ဘူး။ အကြောင်းမျိုးလို့ရှင်းတော့လက်ဖြံလဲလာပြီးတော့ဆက်လက်ပြီးတရားနာကြဖို့ဘုန်းကြီးရတဲ့ဒီတန်လင်းဘက်ကိုလာဖို့ရာသိပြီးတော့မလွယ်ဘူးအခုတခါရောက်လာတာအကြောင်းမျိုးလုံးလို့ရောက်လာတာပဲရောက်တမ်းကအောင်စီယုံကြောင်းသင်္သမုတ်ကိစ္စရှိတာနဲ့အဲဒီသင်္သမုတ်ကိစ္စအတွက်ပဲဘုန်းကြီးကတောင်းခံခဲ့ပါတယ်အဲဒီကိစ္စကြည့်ရင်ရန်ကုန်ကို နေခြင်းပြန်မို့ပါပဲ ပြီးတော့လဲအဲ့ဒီသေတမှုကိစ္စအတွက်ပြင်းနေအောင်စီရင်ဘုန်းကြီးကရှင်ဘူကပါဆိုပြီးတော့သူကတာဝန်ရှင်နေနဲ့ပြင်းလို့လာရုံမှပဲဆိုပြီးတော့လိုက်လာခဲ့ပါတယ်အဲ့ဒီလိုသေတမှုကိစ္စကိုဆုံးခံထားပြီးတဲ့နောက်ဒီတန်လင်ကဒကာကြီးကိုလာတာရောက်လာတယ်တန်လင်နဲ့တွေ့ရင်ဒီဒကာကြီးကိုလာတော့ယောက်ျားတွေကရှိနေတော့သူတို့ကမပြောဘဲနဲ့ ဒိဋ္ဌိလိုသားလို့တော့မဖြစ်ဘူးကိုတောင်မကြည့်ရဖြစ်နေရင်မဲ့ဆိုပြီးတော့ဒကာကြီးဘုလားကိုပြောခဲ့ပါလေဒါလို့ပြောတော့ဒါချင်းတရားအပြန်ကြတော့တန်လုံးမှာတရားဟောရင်မကောင်းဘူးလားတဲ့ဒီလိုဘုလားကကြောက်ပါတယ်ဒါတော့ဘုန်းကြီးလည်းတာယဟန်လည်းဆိုတာလည်းပဲကောင်းပါရဲ့လို့တရားဟောဖို့ကလက်ခံလိုက်ပါတယ်ဒါကြောင့်အဲ့ဒီတင်သမှုသွားရင်အကြောင်းမျိုးလို့အခုတရားဝဲဖြစ်လာပါတယ် နောက်တစ်ခါလာပြီးဟောဘူးရဆိုတာကတော့ဘယ်တော့မှအကြောင်းညွန်မှမသိသေးဘူး။ဒါကြောင့်နေ့စဉ်ကလည်းလာပြီးတော့တရားနာကြဖို့တရားမြတ်ခြင်းဤအခြားအကြောင်းတစ်ခုကတော့ပါပမိတ်တာတဲ့။ပါပမိတ်တာဆိုတာကိုတရနေ့အတိုင်းညမပြန်လို့ရှိရင်တစ်ဖက်သားပုဂ္ဂိုလ်မှာတော်တော်မခံနိုင်ရကောင်းတယ်။ ပါပကသူယုံမာမိဒ္ဒကမိတ်ဆွေယုံမာရဲ့မိတ်ဆွေနဲ့ပေါင်းတယ်လို့တဲ့ဒါလို့ဆိုတော့တစ်ဖက်သားပုဂ္ဂိုလ်ကိုသိပြီးမြှချရာရောက်ပါတယ်ဒါဝင်နဲ့သူစကားတရနဲ့ကဘလို့လဲရတော့ဒီညာကိုကြောင်းလို့ဤဘာသာပြန်လို့လည်းမဖြစ်ဘူးလူရင်းကတော့မိတ်ဆွေမကောင်းလို့ပါပဲယုံမာရဲ့မိတ်ဆွေဆိုတဲ့စကားကရင်ပြီးတော့အာကြီးရင်ပြီးတော့အာကြီးလို့ ကြောက်ပေါ်ပြီးဘာသာပြမယ်ဆိုရင်မိတ်ဆွေမကောင်းလို့မိတ်ဆွေကောင်းမရှိလို့မကောင်းတဲ့မိတ်ဆွေများရှိနေလို့ဒီလိုလဲဆိုနေပါလေမကောင်းတဲ့မိတ်ဆွေရှိတဲ့သူဆိုတာဘယ်လိုလူလဲဆိုရင်အထာထာကဇာရတာမင်းကိုဥပမာထုတ်ပြပါတယ်ဇာရတာမင်းဟာပါရမီရှိတဲ့ပုဂ္ဂိုလ်ပဲသာမဏေကလာတော့တရားကိုကြားနာရတဲ့အခါမှာသူဟာသောတာပန်ဖြစ်ဖို့ရာပါရမီကောင်းသောပြည့်စုံနေပါတယ် ဒါပေမဲ့လို့သူဟာဒေဝရာဆိုတဲ့ဘာဝမိတ်တယုံလာတဲ့မိတ်ဆွေကိုဆရာဖြစ်နေကိုယ်ကိုမိတဲ့အတွက်သူခညာမှာသူဆရာကမြင်ကြတဲ့အတိုင်းငမတန်ကြီးလို့တဲ့အမှုကိုလုံးမရှာတဲ့ဆရာနဲ့တပည့်ဆိုတာဆရာကပြောရင်တပည့်ကအကောင်းကြီးထင်တာပဲဒါကြောင့်သူဆရာဒေဝရာကပြောတဲ့အတိုင်းအနာမကျေးဇူးရှင်ဖခင်ဖြစ်တဲ့ခမည်းတော်ဘုရင်တော်ရာမင်းကြီးကိုတမ်းမိသွားကြပါတယ် ဒါကြောင့်ပိရုကာရကထိုက်ပိရုကာရကကထိုက်ပြီးတော့မဲ့ဖို့တရားဓုကိုမရပဲလွဲပါကြပါတယ်တဲ့ဒါပိရုကာရကကထိုက်အောင်ညင်ပြားတဲ့ဇာတိဝရနဲ့ပေါင်းသိမိလို့ပါပဲဒီပြင်းကြီးရဲ့လဲလူပေါင်းမားပါလို့ရှိပါသေးတယ်ဘုရားလက်ထဲတုန်းကဘုရားနဲ့ဆန်းကျင်မဲ့ဖြစ်တဲ့မိစ္ဆာတွေဆရာကြီးတွေရှိတယ်အဲဒီဆရာကြီးတွေရဲ့ဩဝါဒတွေကိုနာဂာမိနေတဲ့ပုဂ္ဂိုလ်တွေဟာလဲသူတို့မဲ့ဖို့မရကြပါဘူး အဲဒီပုဂ္ဂိုလ်တွေထဲမှာလဲမဲ့ဖို့ရသညာလိုက်တဲ့သူတွေတချို့ရှိနိုင်ပါတယ်အခုကာလမှာလဲလူပေါင်းမှဆရာပေါင်းမှနေလို့တရားမှန်ကိုမကြမ်းမနာရတဲ့သူတွေတရားမှန်ကိုအာထုတ်ခွင့်မရတဲ့သူတွေရှိကြမှာပဲအဲ့ဒါလဲတရားဓုဝေမြာကြီးအကြောင်းတစ်ခုပဲတဲ့ခေါင်းကပြောရတဲ့ဒုရသူဟာမိကအကြောင်းတစ်ခု အခုပြောတဲ့ဘဘမိတ်တာဒါကအကြောင်းတစ်ခုမဘုတ်တရားတွေကိုမရခြင်းအကြောင်းတစ်ခုဆိုတာဟာဒါနှစ်ခုပါပဲအဲဒီအကြောင်းတစ်ခုထဲမှာကုရပရိဟာနိမှကျင့်လို့စီရအတွက်အခုတရားကိုအဆုံးတန်ရအောင်နာဖို့ရာအဆုံးတန်ရအောင်နာဖို့ရာကတော့တရားရဲ့တောင်းအောင်ဖြစ်ပါတယ်ဒါကြောင့်လက်ထံကတာနိုင်လို့ရှိရင်အကြောင်းမျိုးလို့ရှိရင်လာပြီးနာကြပါဘုန်းကြီးလည်းပဲ တန်းနိုင်တယ်လို့ကြိုးစားပြီးဟောရမှာပဲ